ားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ TR YouTube Channel တွေကနေကြိုဆိုပါရစေ TikTok ကညီကိုတွေအားလုံးလည်းမင်္ဂလာပါဗျာကျွန်တော်ဒီကနေ့မနက်မှာ Arsenal တင်းနဲ့ပတ်သက်တဲ့သတင်းအကြောင်းအလေးနဲ့နေ့လောက်ဆွေးနွေးသုံးသပ်ကြအောင်ပါအရင်ဆုံးအနေနဲ့ကျွန်တော်တို့ Arsenal တင်းရဲ့ဒါလူငယ် Academy တွက်ကစားသမားလေးတယောက်ဖြစ်တဲ့ Isan Wanery ဆိုတဲ့ကစားသမားလေး ਨੇ ပသက်ပြီးတော့ဒါ Arsenal အသင်းကြီးကဒါစောင့်ကြည့်လျက်ရှိတယ်ဒါအသင်းကြီး Senior အသင်းကြီးမှာဒီကစားသမားလေးကိုထည့်သွင်းသွားဖို့အတွက်ဒီကစားသမားလေးရဲ့ခြေစွမ်းပိုင်းနဲ့ဒီကစားသမားလေးရဲ့ ဒါစွမ်းဆောင်ရည်တွေကိုအာဆင်နယ်တင်းရဲ့မီခေအာဒေတာကဒါအနီးကစောင့်ကြည့်လျက်ရှိတယ်ဆိုပြီးတော့သတင်းဌာနတွေကဖော်ပြလာတယ်ဒီ Ethan Wanery ဆိုတဲ့ကစားသမားလေးကဒါ Ethan Wanery ရဲ့ညီပေါ့လေဒါ Ethan Wanery ရဲ့ညီရလဲဒါအာဆင်နယ်မှာပဲအတူတူဒါ Ethan Wanery နဲ့ဒါဘလူးရောမယ်တသင်းထဲမှာပဲတူတူကစားနေညီကိုတွေပေါ့လေအခုဆိုလို့ရှိရင်တော့ဒါအီတန်ဝနရီကကျွန်တော်တို့အာဆနယ်ရဲ့အသင်းကြီးမှာဒါဝင်ရောက်ကစားနေပြီဖြစ်ပြီးတော့သူ့ရဲ့ညီရတော့အခုချိန်ဒီတာ အငယ်တန်းအကယ်ဒမီမှာပဲဒါကစားနေတော့မို့လေဒီကစားသမားလေးကပြီးခဲ့တဲ့ Jack Boysen ဒီထဲမှာဒါ Chelsea အသင်းနဲ့တွေ့တဲ့ပွဲစဉ်မှာဒါတယောက်တည်း၃ခုတွေ့ပြီးတော့ hat-trick ထိရရှိခဲ့တဲ့အချိန်မှာပဲဒါ Mikel Arteta ကသူနဲ့ပတ်သက်တဲ့ဒါပွဲစဉ်တချို့ကိုကင်းတောက်တွေဆစ်လွတ်ပြီးတော့ဒါကြီးခိုင်းထားတယ်ဒါဒီကစားသမားလေးကို Arsenal အသင်းရဲ့ Mikel Arteta က သူ့ရဲ့စွမ်းဆောင်ရည်တွေကိုဒါနှစ်ချိုက်သဘောကျတာဖြစ်ပြီးတော့ဒီကစားသမားလေးဒီထက်တိုးတက်လာတာမျိုးရှိရင်အာဆင်နယ်အသင်းရဲ့အသင်းကြီးမှာဒါထည့်သွင်းသွားဖို့စီစဉ်ထားတယ်ဆိုပြီးတော့အာဆင်နယ်အသင်းနဲ့နီးစပ်တဲ့သတင်းဌာနတွေကဖော်ပြထားပါတယ် ်နောက်တစ်သတင်းပုတ်အနေနဲ့ဒါကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒန်ယာရကစားသမားတွေကဒါကာရီယမ်မဂါဟေးပေါ့လေကာရီယမ်မဂါဟေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီရဲ့ဒီရဲ့ပိုင်းနေမှာကျွန်တော်တို့တော်တော်များများဒါသတင်းတွေကအမျိုးမျိုးတက်နေကြတယ်ဒါရှေ့ရက်ဒီတုန်းကဆိုကာရီယမ်မဂါဟေးကဒါသူ့ရဲ့ကြက်ခိုင်မှုဘိုင်းနဲ့ပတ်သက်ပြီးတော့ဒါပူပြီးလင်းလင်းမြန်မြန်သက်တာလာနိုင်နေဆိုတော့တည်င်းနေတောက်လျှောက်ထွက်နေတာဖြစ်တည်တိုင်အောင်အခုဆိုရင်တော့အနည်းဆက်ဆုံးတိကျတည်ကြတဲ့ဒါတည်င်းနေတွေကတပုတ်ဖြစ်တဲ့ ဒါကျွန်တော်တို့အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့အမြဲတမ်းလိုလိုဒါစိတ်ချယုံကြည်ရတယ်။ The Athletic Sport ရဲ့ပေါ်ပြချက်တွေမှာဆိုလို့ရှိရင်အာဆင်နယ်သင်းရဲ့နောက်ခံကစားသမား Gabriel Magalhe ကတော့အနည်းဆုံး၄ပတ်ကနေ၅ပတ်ထိအနားယူရနိုင်နေဆိုပြီးတော့ဒါ Reports တွေကပေါ်ပြထားတယ်။ခံမှန်းကြီးပွဲတွေကဒါကျွန်တော်တို့ဆိုလို့ရှိရင်အဲဒီဇင်မာလာ30ရည်နေလောက်မှာအက်စတရန်ဗီလာနဲ့ပွဲစဉ်ပေါ့နော်ဒီဇင်မာလာ30ရည်နေအက်စတရန်ဗီလာနဲ့ပွဲစဉ်မှာပဲ ်ဒီကစားသမားကိုအာဆင်နယ်အသင်းဒါထည့်သွင်းအသုံးပြုသွားနိုင်မယ်ဒီကစားသမားကိုမျက်ခင်းစိတ်နေပေါ်မှာပြန်တွေးရလာနိုင်တယ်ဆိုပြီးတော့ဒါ The Athletic Sport ကပေါ်ပြထားတယ်ဒီကစားသမားရဲ့ဒဏ်ရာကဒါပေါင်ကြံဒဏ်ရာမျိုးဖြစ်ပြီးတော့ဒါကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲဖြစ်ဖြစ်ချင်းပုံစံမျိုးကိုကျွန်တော်တို့ကြည့်ချင်းအားဖြင့်မကဟေးကမတက်မတာပုံစံမျိုးတွေခံစားနေရတာဖြစ်တည်တိုင်အောင် the report တော်တော်များများနဲ့ ဒါအာဆင်နယ်နဲ့အနီးစပ်ဆုံးဘရာဇီးနဲ့အနီးစပ်ဆုံးတည်င်းဌာနတွေရဖို့ပြချက်ဒီမှာဒီကစားသမားရဲ့ဒဏ်ရာကမစိုးရိမ်ရဘူးဆိုတဲ့ပုံစံမျိုးတွေဒါဖော်ပြထားကြတယ်ဒီနေရာမှာဟိုတလောကကျွန်တော်ပြောလိုက်တဲ့အကြောင်းအရာတစ်ခုရှိတယ်ဒါကြောင့်ညကိုမှတ်မိလားတော့မသိဘူးဒါအာဆင်နယ်အသင်းကိုဘရာဇီးအသင်းကရော်ကြီးပုံစံမျိုးပေးသွားရနိုင်တယ်ဆိုတဲ့တည်င်းတစ်ပုတ်ကျွန်တော်ထည့်သွင်းပြောကြားဘူးတယ် ဒါဒီကနေ့မှာတော့အဲ့တတိယနဲ့ပတ်သက်ပြီးတော့လေတတိယနေ့တက်လာတယ်။ဒါပြီးရင်ကျွန်တော်နောက်တတိယတစ်ပုတ်အနေနဲ့ကျွန်တော်ဖော်ပြပြီးသွားမယ်။အဲ့တော့ Gabriel Magahe အနေနဲ့ကျွန်တော်တို့ခမန်းဂျေနောက်လာဒီဇင်ဘာလပေါ့လေနော်ဒီဇင်ဘာလ30ရက်နေ့မှာပဲ Arsenal အသင်းနဲ့ Dublin Training တွေပြုလုပ်ပြီးတော့အသင်းရဲ့ပွဲစဉ်တွေမှာဒါပြန်လည်မြင်တွေ့ရလာနိုင်တယ်ဆိုပြီးတော့ The Athletic Sport ကဖော်ပြထားပါတယ်နောက်တစ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့ Arsenal အသင်းရဲ့ဒါ နောက်တန်းကစားသမားဂါရီယမက်ကဟေးနဲ့ပတ်သက်ပြီးတော့ဘရာဇီးအသင်းကပေါင်း၁၂တန်းအထိအာဆင်နယ်အသင်းကိုဒါရော့ကြီးပေးသွားရနိုင်တယ်ဆိုပြီးတော့အာဆင်နယ်နဲ့အနီးဆက်ဆုံးတည်င်းဌာနတစ်ခုဖြစ်တဲ့နောက်အာဆင်နယ်ကပေါ်ပြလာတယ်။ဒီနေရာမှာကျွန်တော်တို့တစ်ချက်စဉ်းစားကြည့်ရတော့ကျွန်တော်ဒါရှေ့ရရက်တီတုန်းကပြောခဲ့တယ်အာဆင်နယ်အသင်းကရော့ကြီးပုံစံမျိုးရသွားနိုင်တယ်။ဒါပေမဲ့ကျွန်တော်အထင်ကဒါ မရသွားနိုင်ပါဘူးဒါမှဖြစ်နိုင်လောက်ဘူးဆိုပြီးတော့တော့ကျွန်တော်တော့ဒါပြောခဲ့သေးတယ်ဒါပေမဲ့ဒီခါမှာတော့ဒီသတင်းကတကယ့်ကိုတိတိကျကျပဲအာဆင်နယ်အသင်းရဲ့နောက်တန်းကစားသမားဂါဗီယယ်မဂါဟီကိုဒါဘရာဇီးအသင်းကဒါခြေစမ်းပွဲမှာဒါထည့်သွင်းအသုံးပြုခဲ့တာ ဖြစ်တဲ့အတော့ဒါဒီကစားသမားနဲ့ပတ်သက်ပြီးတော့အာဆင်နယ်အသင်းတို့ရဲ့နစ်နာမှု ရှိသွားပြီဒါဒီနေရာမှာဘရာဇီးအသင်းက ာဆင်နယ်အသင်းရဲ့နစ်နာမှုအတော့ဒါပေါင်း၁၂တန်းထိရောချေးပုံစံမျိုးပေးချေသွားရဖို့ရှိတယ်ဆိုပြီးတော့နောင်အာဆင်နယ်ကနေရေးသားဖော်ပြထားပါတယ်ဒီကစားသမားကိုလက်လွတ်လိုက်ရခြင်းကအာဆင်နယ်အသင်းတော့ဘလောက်ထိထိခိုက်နေတာမျိုးတွေရှိလဲဆိုရင်ဒါကျွန်တော်အမြင်မှာဆိုလို့ရှိရင်အာဆင်နယ်အသင်းရဲ့ဒီရဒီ set piece ပေါ့လေနော်ဒါတဲကန်ဘောနဲ့ဒါတောင်းကန် sorry တဲကန်ဘောရဲ့ free kick တွေမှာ သူ့စီကနေများစွာသောခိုးရရတယ်။သူကဒီတေကံဘောတွေထဲမှာပအဝင်ပတ်သက်မှုရာဂိုင်းလုံးက80ရာဂိုင်းလုံးလောက်ကိုရှိတာ။ဒီကာရီယမကာဟေးအနေနဲ့သူ့အနေနဲ့ခေါင်းတိုက်ရင်တိုက်မတိုက်ရင်ဖန်ဒီပေးကိုသွင်းသွင်းမသွင်းဖန်ဒီပေးဆိုတဲ့ပုံစံမျိုးတွေဒါတောက်လျှောက်ပအဝင်ပတ်သက်နေတာ။ဒီတော့သူမပါတဲ့အချိန်တိုင်းတာတစ်ခုမှာကျွန်တော်တို့အာဆင်နယ်အသင်းအနေနဲ့ဒါဘလိုမျိုးဒါ set piece တွေကိုပြန်ပြီးပြင်ဆင်သွားဖို့ရှိလဲ ူမဟုတ်တဲ့နောက်ထပ်တယောက်တော့ခြားတယောက်ကဘသူဖြစ်သွားမလဲဒါနီကိုလက်ဂျိုပါရဲ့ဆက်ပီးစ်တွေကအာဆင်နယ်အသင်းကို ကောင်းစွာထောက်ကူပြုနေတာဖြစ်သည့်တိုင်အောင်သူတဲပြီးကစားနေတဲ့နောက်တန်းကစားသမားတွေထဲကတယောက်ဖြစ်တဲ့ဂါဘီယယ်မကာဟေးမပါရိုနော့တဲ့အချိန်မှာဘယ်ကစားသမားကိုပြန်တဲပြီးတော့ဒါဆက်ပီးစ်တွေအတွက်အဖြေရှာသွားမယ်ထင်တယ်။ကောင်းပါဆွေးနွေးကြကြပါဦး။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းက ဒါဟိုးအရင်နေတဲ့အရင်အရင်တည်းကဗောလေနော်ဒါကျွန်တော်တို့ဒီရာသီအစတည်းကသတင်းထွက်လာတဲ့ဒါအာဆင်နယ်အသင်းရဲ့ဘယ်ချန်တောင်မှတိုက်စစ်အတွက်လိုအပ်နေတဲ့ဘယ်ချန်တောင်မှတိုက်စစ်အတွက်ဒါရီယယ်မက်ဒရစ်အသင်းရဲ့ရိုဒရီကိုကိုစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေကအခုတဖန်ပြန်ပြီးတော့ အသက်ဝင်လာခဲ့ပြီဒါကဘာကိုပြောချင်တာလဲဆိုတော့အာဆင်နယ်တင်းရဲ့ဘယ်ဂျန်တော်မတိုက်စစ်အတွက်ရိုဒရီကိုကိုအာဆင်နယ်ကဒါပြန်ပြီးတော့မျက်စိကျနေတယ်ရိုဒရီကိုအနေနဲ့ကအဲသူ့အနေနဲ့ဒါရီယယ်မက်ထရစ်မှာသူ့ရဲ့အနာဂတ်ပြီးဆုံးသွားပြီလို့ခံယူထားတာဖြစ်တဲ့အတွက်သူ့အနေနဲ့အသင်းပြောင်းမှုဆန္ဒရှိနေပြီးတော့ဒီလာမဲ့စောင်းစည်းကွက်မှာပဲအာဆင်နယ်အသင်းနဲ့ချိတ်ဆက်မှုတွေပြုလုပ်သွားနိုင်တယ်ဆိုပြီးတော့ဒါအာဆင်နယ်နဲ့နှီးစပ်တဲ့သတင်းဌာနတစ်ခုဖြစ်တဲ့အာဆင်နယ်ဇုံကနေဖော်ပြထားတယ် ီနေရာမှာအာဆင်နယ်အသင်းယူရိုတန်း60 plus အပိုစုကြီးငွေတန်း20နဲ့ဒါ60 plus 20ဆိုတဲ့ package ပုံစံမျိုးနဲ့ဒါအာဆင်နယ်အသင်းကရိုဒရီဂိုရဲ့ပြောင်းရွှေ့ခြင်းကိုဒါရီယယ်မက်ဒရစ်ဘက်ကကန်လန်သွားပွဲရှိတယ်ဆိုပြီးတော့ဒါအာဆင်နယ် new transfer ကနေလည်းထပ်မံရေးသားဖော်ပြထားတယ်အဲ့တော့ရိုဒရီဂိုဆိုတဲ့အဲကစားသမားကဒါအခုဆိုလို့ရှိရင် real madrid မှာသူ့ရဲ့အနာဂတ်ကိုဒါသူပြီးဆုံးသွားပြီဆိုပြီးသူကခံယူထားတဲ့ ဒါတချို့ reports တွေမှာဆိုလို့ရှိရင်ဇာဘီအလွန်ဆိုရဲ့ Real Madrid မှာဒါ Rodrigo ကိုဆက်ပြီးထိန်းထားခြင်းသေးတယ်ဆိုတဲ့သတင်းတွေကတော့ရှောက်တက်နေတာဖြစ်တည်တိုင်အောင် Rodrigo ရဲ့ဒါတူးတယောက်ချင်းဆန္ဒအရဒါ Rodrigo ကတော့ဒါ Real Madrid အသင်းကနေထွက်ခွာပြောင်းရွှေ့ဖို့အတွက်ဒါသူ့အနေနဲ့ Premier League club တွေကိုပဲရွေးချယ်သွားဖို့များတယ်ဆိုပြီးတော့လဲဒါစပိန်သတင်းဌာနတချို့ကလည်းဖော်ပြထားတယ်အဲ့တော့ Rodrigo အနေနဲ့ Arsenal ကိုတကယ်ပဲရောက်ရှိလာမလား ာဆင်နယ်တို့ကန်လန်းသွားမဲ့60 plus 20ကိုဒါဇာဗီအလွန်ဆိုနဲ့ရီယယ်မက်ဒရစ်ဘက်ကလက်ခံသွားဖို့ရှိလားကျွန်တော်ညီကိုရောဘယ်လိုထင်လဲဗျရိုဒရီဂိုကိုအာဆင်နယ်တို့ကန်လန်းနဲ့အမောက်ပမာဏကတကယ်ပဲအဆင်ပြေနိုင်လားကောမဝင်အောင်ဆွေးနွေးသွားကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ဗျတူတွေမှာ